ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအလေးကတော့ကျွန်တော်တို့ Facebook account ဖြစ်တဲ့နေ့လို့ကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါရယ်เนาะကျွန်တော်ကဒီ Facebook account ကိုအကြောင်းမျိုးမျိုးကြောင့်ဖြစ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ကဒီ Facebook account ကြီးကကျွန်တော်ရောင်းလိုက်တဲ့ဖုန်းမှာပဲပါသွားလို့ကျွန်တော်တို့အဲ့ account ကြီးကပဲရှိနေလို့ကျွန်တော်တို့ကဖြစ်ချင်တာပဲဖြစ်ဖြစ်ပေါ့เนาะဒီ Facebook account ကိုကျွန်တော်တို့အပြီးဖြစ်တဲ့နေ့တော့ယာယီဖြစ်တဲ့နေ့တော့ကျွန်တော်တစ်ခုစလုံးကိုပြောပြပေးတော့မှာပဲဖြစ်ပါရယ်เนาะကျွန်တော်တို့ Facebook account ဖြတ်ဖို့ဆိုရင်ကျွန်တော်တို့ Facebook application ကိုအရင်ဆုံးဝင်ရအောင်เนาะ VPN လေးတော့ရှိထားဖို့လိုရယ်နော်ကျွန်တော်တို့ Facebook application တွေဝင်မယ်နော်ပြန်ကျွန်တော်များပြထားတဲ့ဒီမြင်းကြောင်းတုံးရောက်တစ်ချက်နေမယ်เนาะ

ခုကျွန်တော်အနီးလေးနဲ့ဝိုက်ပြထားတဲ့စီမုတ်အင်အကောက်စင်တာဆိုတာလေးကိုနှိပ်မယ်နော်ခုဝိုက်ပြထားတဲ့ personality detail ဆိုတာလေးကိုနှိပ်မယ်နော် À account ah là xin à control số để nhập vào thay account được name nó deletion số là cho được xin name nó ရပြထားတဲ့တစ်ချက်ထပ်နိုင်မယ်နော်ကျွန်တော်တို့ဒီအပေါ်မှာဆိုရင် temporary temporary လို့ရေးထားရှိရပေါ့နော်အဲ့ကောင်ဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးအကောင်ဆိုရင်တော့ကျွန်တော်တို့ကဒါယာယီအကောင်ဖြစ်တဲ့ကောင်ပေါ့နော်ဒီအောက်ကောင်ဆိုရင်တော့ကျွန်တော်တို့အပီးဖြစ်တာပေါ့နော်ကျွန်တော်တို့ကအခုဒီနေရာမှာကိုစိတ်တိုင်းကြယူလို့ရရပေါ့နော် ပြီးဖြည့်ရှင်တာလားအပြီးဖြည့်ရှင်တာဆိုရင်ကျွန်တော်တို့အောက်ကကောင်လေးကိုတချင်နေပေးမယ်။ယာယီဖြည့်ရှင်တာဆိုရင်အဝါကောင်လေးကိုတချင်နေပေးမယ်နော်။ကျွန်တော်ကတော့လူတို့တော့များများတော့အပြီးဖြည့်ရှင်တာဖြစ်တဲ့အတွက်ဒီအောက်ကကောင်လေးကိုတချင်နေမယ်နော်။ကိုနေညိုရချက်ထနေရအောင်နော်

ညဘက်ထားလေးထိမ့်နေမယ်နော်ဒီကျွန်တော်တို့ဖြတ်မဲ့အကောက်ရဲ့ပတ်စပ်ကိုတစ်ချက်နှိပ်မယ်နော်

ဲ့ဖြစ်တဲ့အကောင့်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအကောင့်လေးကပြတ်သွားပြီပေါ့နော်ကျွန်တော်တို့ကမနှိပ်ပြတော့ဘူးနော်နှိပ်လိုက်အကောင့်ပြတ်သွားမှာဆိုလိုပါဗျဆက်ပြရလေရှင်ကျွန်တော်ရဲ့ comment မှာဝင်ရောက်မြင်ရနိုင်ပါရဲ့เนาะ